အေဘူဟာဆက်ကီယိုလိုက်ထိုးင်းနဲ့ကျိုးဝိုင်းတက်ကိုရောင်မင်းမသိရောက်သွားတဲ့အချိန်ပထမအချီကလည်းပြီးသွားခဲ့ပါတယ်ပထမအချီပြီးတော့ကျိုးဝိုင်းတက်မှာအေဘူဟာဆက်ကီယိုထောက်မှပိတ်ပြီးထိုးတာဟာအလုံးမဖြစ်တာကြောင့်စပြီးစိတ်ပူလာခဲ့ပါတယ်ခေါမငါဝါကတော့စိတ်မပူဘူးပြောပြီးဒီတစ်ခေါက်ကျထောက်မှပိတ်ပြီးဘော်ရီရှော့ထိုးဖို့အကြံပေးခဲ့ပါတယ်အဲ့လိုနဲ့ဒုတိယအချီကပြန်ဆက်ခဲ့ပြီးတုံကြီးနဲ့ခေါမငါဝါပြောရတဲ့အတိုင်းဆက်ကီယိုထောက်ပို့ဖို့လုပ်ခဲ့ပါတယ်တုတ်ကြီးကဆက်ကီကိုထောင်းပို့ဖို့တေချာကြိုးစားခဲ့ပြီးနောက်ဆုံးတော့ဆက်ကီဟာကျိုးဝိုင်းတန်းကိုရောက်သွားခဲ့ကာ တုံကြီးကိုလည်းဘော်ရီရှော့ထိုးဖို့လုပ်ခဲ့ပါတယ်။တုံကြီးကဘော်ရီရှော့ကိုအပြင်းပြင်းနဲ့ထိုးလိုက်ပေမဲ့ဆယ်ကီကနောက်ကကြိုးတဲ့ကိုမှီပြီးအေဘူရဲ့ဘော်ရီရှော့ကိုရှောင်ထွက်သွားခဲ့ကအေဘူကထောင်းမှာပြန်ပိတ်ခံလိုက်ရပါတယ်။အေဘူထောင်းရောက်သွားတဲ့အချိန်ဆယ်ကီဟာမာရှိဘာလက်သီးတွေနဲ့ဆင်းတဲ့ဖလစ်ကချက်တွေကိုသူ့ရဲ့အမြန်နှုံးနဲ့ပေါင်းပြီးစတဲ့ထိုးပေးလိုက်တာအေဘူတယောက်ညာဘက်မျက်လုံးတစ်ဖက်ပါဖူးယောင်ပြီးပိတ်သွားခဲ့ပါတယ်။ဆယ်ကီလည်းအေဘူရဲ့ညာဘက်ကမမြင်ရတော့တာကြောင့်မမြင်ရတဲ့ဘက်ကိုဖိပြီးရှယ်ထိုးခဲ့ပါတယ်။ တုံကြီးလည်းမမြင်တဲ့ဘက်ကနေတိတ်ခန့်နေရပြီးဖြင်းပြဲတော့မဲ့ဆက်စင်းမှာဒုတိယချီကပြီးသွားခဲ့ပါတယ်ဒုတိယချီပြီးတော့ကျွန်းဝိုင်းနောက်ရောက်တော့ခေါမကာဝါကအိပုကိုမင်းအောင်အားပေးနေတဲ့မင်းချီရတဲ့လူတွေအတွက်ဒီဒီချီမှာပြင်းပြင်းလေးတစ်ချက်တော့ထိအောင်ထိုးကွာဆိုပြီးပြောခဲ့ပါတယ်အိပုလည်းထိုးပြီလေဆိုပြီးတတိယချီဆက်တာနဲ့ဆက်ခီစီကိုပြေးတက်သွားပြီးအသေးလိုက်တီးခဲ့ပါတယ်အဲ့လိုအသေးလိုက်တီးနေပေမဲ့ဆက်ခီကိုတစ်ချက်မှမထိနိုင်ခဲ့ပဲဆက်ကြီးကပဲအိပုရဲ့မမြင်ရတဲ့ဘက်ကနေဆက်လိုက်ဖိထိုးခဲ့ပြီးအိပုတယောက်လဲကြမလို့ဖြစ်ခဲ့ပါတယ် ေဘူဟာလေကြိုင်ကန်ဒီဆဲဆဲသူ့အမေရဲ့ငါးဖက်လေလုပ်ငန်းကိုနမည်ပြောင်းလုပ်လို့မဖြစ်ဘူးကွာဆိုပြီးပြန်ပြီးတင်းခံလိုက်ပါတယ်။ဥမွေးစားကလည်းတုံကြီးကိုရှယ်ယာပေးနေခဲ့ပြီးတုံကြီးတယောက်မလုပ်နိုင်ပဲထိုးခံရတော့မှအချင်းတတိယချီကလည်းထပ်ပြီးသွားခဲ့ပါတယ်။အေဘူတို့ကန်ဒီတို့ကောင်းနေခဲ့တာပဲဖြစ်ပြီးဒီတစ်ချီမှာတော့အေဘူတယောက်ဆက်ကီကိုဘယ်လိုထိုးရမလဲဆိုတာပေါ့အဖြေရှာတွေ့သွားခဲ့ပါတယ်။ခေါမကန်ကလည်းတစ်ချက်လောက်ထိအောင်ထိုးစမ်းမှာကွာလို့သာပြောပြီးစတုဒ္ဒချီကိုပြန်ဆက်ခဲ့ပါတယ်။စတုဒ္ဒချီပြန်ဆက်တဲ့အချိန်မှာတော့အေဘူအချိန်ကမဟန်တော့ပဲခြေထောက်ထွေရာတုံနေခဲ့တာကြောင့် စကီတီယာခုနကအခြေတွေကလို့မမြင်ရတဲ့ဘက်ကနေတစ်ချက်လောက်ထိုးရင်ငားနိုင်မယ်ဆိုပြီးတွေးနေခဲ့ပါတယ်။အဲ့လိုတွေးပြီးစကီတီယာတုတ်ကြီးမမြင်ရတဲ့ဘက်ကို touch သွားပြီးအဆုံးသတ်ပြီးတော့မှချိန်တုတ်ကြီးစီကနေမထင်ထားတဲ့ညာလက်တီတုံထွက်လာပြီးစကီကိုဒဲကြီးထိသွားခဲ့ပါတယ်။အေဘိုလက်စကီတစ်ချက်ထိလို့ခဏမူသွားတဲ့အချိန်မှာ body shot နောက်တစ်လုံးမှထပ်ထိုးချလိုက်တာစကီတီယာဘိုက်အောင်ပြီး down သွားခဲ့ရပါတယ်။စကီတီယာဇတိုက်ရှောင်လာခဲ့သည်မြတ်တုတ်ကြီးရဲ့လက်တီနှစ်ချက်ထိအောင်နဲ့လေးဘော်ဒီထောက်ခဲ့ရတာပဲဖြစ်ပါတယ်။စကီလက်မတုံမဆိုင်မဲ့ပြန်ထားခဲ့ပြီးပွဲကိုဆက်ထိုးခဲ့ပါတယ်။ ဆက်ကီယာအပူရဲ့ထိုးချက်ကိုထိပြီးပြန်တော့ထလာနိုင်ပေမဲ့ရှေ့ချီတွေတုန်းကလိုတော်တော်လက်လက်မရှောင်နိုင်တော့ပါဘူးအပူရဲ့ထိုးချက်ကြောင့်ရုပ်ပိုင်းဆိုင်ရာဘာမှတိတ်မထိသွားပေမဲ့တကယ်ထိသွားတာကတော့ဆက်ကီရဲ့ယုံကြည်မှုပဲဖြစ်ပြီးတုတ်ကြီးတို့ဆက်ကီကိုကြောက်စိတ်ထဲပြလိုက်တာပဲဖြစ်ပါရဲ့ဆက်ကီလည်းရှောင်တာနှေးလာခဲ့ပြီးတုတ်ကြီးရဲ့လက်တီတွေကလည်းအချိန်နေပုံပြင်းလာတာကြောင့်ဆက်ကီတယောက်အပူရဲ့လက်တီတွေလုံးနဲ့ထိမိပြီးမှောက်သွားခဲ့ရပါရဲ့ဆက်ကီဟာမှောက်သွားပြီးမှချက်ချင်းမတက်ပြန်ထခဲ့ပါရဲ့မတက်ပြန်ထခဲ့ပေမဲ့ဆက်တော့မထိုးနိုင်တော့ပဲ ပြန်လဲကျသွားခဲ့ပြီးမာကုနိုချီအပူဖက်ဆက်ဆက်ကီလို့ရဲ့ပွဲအနိုင်ရရှိတဲ့သူကတော့တုတ်ကြီးပဲဖြစ်နေခဲ့ပါတယ်။တုတ်ကြီးတို့လည်းမျိုးလုံးတစ်ဖက်ပိတ်ကြီးနဲ့နိုင်သွားလို့ပြောနေခဲ့ပါတယ်။ပွဲပြီးတော့တော့ဆက်ကီကအပူရဲ့နားနေခင်းကိုလာခဲ့ပြီးမင်းမမြင်ရဘဲနဲ့ငါ့ကိုဘယ်သူထိအောင်ထိုးတာလဲဆိုပြီးလာမေးခဲ့ပါတယ်။အပူကလည်းမင်းရဲ့စီချက်ကဘာမှမလွဲပဲပြေဆုံးနေတာကြောင့်မင်းရဲ့စီချက်ကိုမှတ်လို့ရပြီးမင်းရှိမဲ့နေရာကိုမှန်းထိုးခဲ့တာဆိုပြီးပြန်ဖြေခဲ့ပါတယ်။ဆက်ကီလည်းပွဲထဲမှာတာမောက်သွားပြီးမြေပုံစံကတော့ဘာမှမဖြစ်သလိုနဲ့အကောင်းနှန်းရှိနေခဲ့ကအပူကိုနှုတ်ဆက်ပြီးထွက်သွားခဲ့ပါတယ်။ ပြီးတော့ဦးမေးစားဘက်ကနားနေခံဝင်လာခဲ့ပြီးအေဘိုးကငါမင်းတို့ကြောင့်နိုင်သွားခဲ့တာပါဆိုပြီးဦးမေးစားဘက်ကိုကျေးဇူးတင်နေခဲ့ပါတယ်